ရန်ကုန်မှာဒီနေ့ည9:16မိနစ်က5.2အဆင့်ရှိတယ်ငလေးလှုပ်ခတ်သွားရဲဆိုတာတတိထားမိလိုက်ကြတာကိုရီးယားကျက6လွာမှနေတာဆိုလို့ငလေးလှုပ်တဲ့အချိန်မှာခေါင်းကြီးကိုမူးနေရတော်တော်များများလည်းလှုပ်ခတ်သွားတယ်လို့ပြောရတယ်နော်တောင်ကလာတို့လှိုင်းသားရလို့မင်္ဂလာတောင်ညွန်းလို့သင်ကန်းကျွန်းလို့ရန်ကင်းလို့ဒါကတော့အခုလောလောဆယ်အတိရတဲ့နေရာပဲတခြားပဲနေရာလှုပ်သွားတယ်တိအတိကြိုက်ကြလားတတိရောထားမိလိုက်ကြရလားတွန်တေးဘက်ဒီဒလားဘက်ဒီပါလဲလှုပ်ခတ်သွားတာတိရလို့ဒါတရင်ကြရတယ်ဗောနော ငလင်ကြီးပြီးသွားတဲ့အချိန်မှာနောက်ဆက်တွဲငလင်ငယ်တွေလောက်တယ်ဆိုပေမဲ့ဒီနေ့လောက်တဲ့ငလင်ကနည်းနည်းပြင်းအားများတယ်လို့ပြောရမယ်နော်။ဒါ5.2ဆိုတော့တော်တော်လေးညာတဲ့အထဲမှာပါတယ်လို့ပြောရမယ်နော်။ဒီအလွှာအမြင့်မှနေရဆိုတော်တော်တိတိသာခံစားရတယ်။9လွှာလို့6လွှာလို့မှနေတဲ့သူတွေဆိုရင်တော့တော်တော်များများတိကျတယ်နော်။ဒီငလင်ကြီးလောက်သွားတဲ့အချိန်ပေါ့နော်။လက်တီရောထပ်မိလိုက်ကြတာ။ကိုရီတော့ဒီညမှာအိပ်ရဲတော့ဘူး။အကြီးကြီးရဲ့စားရဲစားတဲ့နေထည့်ပြီးတော့ထပ်စောင့်ကြည့်လိုက်မယ်။ငလင်ကတစ်ချိန်လောက်ပြီးရင်ဒါနောက်ထပ် ထက်လုံနိုင်ရတဲ့အခြေအနေရှိတဲ့အတွက်ပေါ့နော်။ဒါဘာဖြစ်ဖြစ်တတိဆိုတာပို့ရလို့မရှိဘူး။တခြားသူတွေမတည်ဘူးဆိုရင်တိတိအောင်လို့ပြန်လဲမျှဝေခဲ့ကြပါအောင်လို့ငလင်းဆိုတာဒါတဘာဝ BNL မှာကြောက်ဖို့ကောင်းတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ပေါ့နော်။သူများတွေလည်းကြိုတင်တိပြီးတော့ပြင်ဆင်ထားလို့ရအောင်ပြောပြပေးတာပါ။အဲငရင်လှုပ်လို့တဲ့ညာ7နိုင်ဝင်ကျင်လောက်ပေါ့နော်။အဲလှုပ်တာကတော့ဘယ်လောက်မှမရှိပါဘူးဒါပေမဲ့တော့ညာလဲဒီပေါ့နော်ကျွန်တော်တို့ရည်ရည်ရန်ကုန်မှာလှုပ်တာဖြစ်တဲ့အတွက်ကိုလူနေထူတတ်တဲ့နေရာတိုက်အမြင်ကြီးရှိတဲ့နေရာကမိသားစုတွေကတော့နည်းနည်းလေးကြယူဆိုင်တတိထားပြီးတော့ဒီညာတော့ ဟိုသတိဝိရိယလေးနဲ့နေစေချင်တာပေါ့ဘာလို့လဲဆိုတော့ဟိုဟိုပြောမရဘူးလေပြောမရဘူးဟိုဒီလိုကရန်ကုန်မှာတော့ဒီလောက်ကြီးတော့မလှုပ်ဘူးမလှုပ်ဘူးဆိုပေမဲ့အဲအခုလှုပ်တာနည်းနည်းပြတ်ဆောင်လိုက်တဲ့ဟာလေးကနည်းနည်းလေးတော့ကျန်းတယ်လို့ထင်ရတယ်ဗျ။ အဲ့တော့အခုလက်ရှိမှာတော့လမ်းဒီမှာပဲလူတွေကထွက်နေတာတော့တွေ့တယ်။အဲအဓိကပြောချင်တာကရန်ကုန်တွင်တိတိတတ်တာငလင်လှုပ်ခတ်တယ်။ဒီဝီရီယာနဲ့ငိန်ွားမိမဲ့တော့ညာတဲ့ဒီဝီရီယာနဲ့အိတ်ဖို့ပေါ့နော်။လမ်းမပေါ်တော့အထက်မြင့်အဆောက်ဘူးကနေတဲ့မိသားစုတွေကပို့ပြီးတော့တတိထားကြအောင်ဒီဝီရီယာနဲ့အိတ်ဖို့ငလင်လှုပ်ခတ်။ကျေးဇူးတင်ပါတယ်။ယူဆက်ကြပါမယ်။ရန်ကုန်အောက်တိုဘာ19ရက်ရန်ကုန်မြို့တွင်ယနေ့မြောက်12နာရီ8မိနစ်အချိန်တိတိတတ်တာငလင်လှုပ်ခတ်သဖြင့်ပြည်သူများအထက်မြင့်တိုက်တာများမှလမ်းမပေါ်သို့ပြေးဆင်းရကြောင်းရန်ကုန်မြို့မှပြည်သူများကတတိထဏတန်တို့ပြောဆိုသည်။ ဒုံးဆိုရဲ့အတန်ကြီးနဲ့တချက်ပြီးတော့မှအထက်အောက်ကိုခါရမ်းတလို့ငလင်လွတ်တာအကုန်ပြေးစင်းရတယ်စမ်းကြောင်းမှာတော့တိုက်တိုင်းလို့လို့ကပြေးစင်းလာကြတာဟုစမ်းကြောင်းမျိုးနဲ့မင်းလိုင်းတွေနေထိုင်သူပြည်သူတအုံးကပြောဆိုသည် အစိုးရ၏ထုတ်ပြန်ချက်အရအော်တိုဘာလ18ရက်နေ့မြို့မဆန်တော်ချိန်ည7:09မိနစ်အချိန်ခန့်တွင်ရန်ကုန်တိုင်းဒလမြို့နယ်အတွင်းမင်းအောက်အနက်9ကီလိုမီတာကိုဗဟိုပြု၍ Richter scale 3.9ဒသင်းရှိအင်အားအနည်းငယ်ရှိသည့်မင်းကလင်းတစ်ခုလွတ်ခတ်သွားကြောင်းသိရှိရသည် ယခုနှစ်မလ28ရက်နေ့လွတ်ခတ်ခဲ့သောဘင်းအား9တက်သမောက်9နှစ်အဆင့်ရှိစကိုင်းငလင်ကြီးလွတ်ခတ်မှုကြောင့်ပြည်သူ၄000ကျော်တည်ဆုံးခဲ့ပြီးနောက်ရန်ကုန်အပါဝင်မြို့နယ်ပြည်သူများမှငလင်အန်တဲ့ကိုအကြီးအကျယ်စိုးရိမ်နေကြခြင်းဖြစ်သည်မလေးဒီမှာရန်ကုန်မှာငလင်းလို့လူတွေစင်းပြေကုန်ကြပြီဒီမှာ ။ဟိုတိုက်ပုံမှာတိုက်နေနေတော်တော်ခက်တယ်နော်။ဒီမှာကျွန်တော်ငလင်ချောင်းကျွန်တော်မတွေ့ကြုံတာဒါကတော့ကျွန်တော်ကိုစောင့်ရတယ်ဗျာ။ဒီ18ရက်17နာရီ7မိနစ်ကျော်7မိနစ်လောက်ဖြစ်မှထင်တယ်။ဘုံနဲ့လောက်သွားတာ။လူတွေများပြဆင်းပြုံကြ ရန်ကုန်ကလင်းရန်ကုန်ကလင်းရန်ကုန်ကလင်းမလေးတော်များပဲဒီစရေးကုန်ပြင်းအောင်ဘလောက်ချိမလဲတော့မသိဘူးဗျာ 我弄什么工具啊？<laughs> 嗯 <laughs> cho tiếp ông đi lại lui xin biết là gì là Let's show you the end of the day. 来，小雨，边打工去。